လဗရန်ကကျောင်းသားတပိတ်ကိုအကြမ်းဖက်ဖြိုခွင်းခံပြီးတဲ့နောက်ဖမ်းဆီးခံခဲ့ရတဲ့ကျောင်းသားတရာကျော်တွေက18ယောက်ကိုမတ်လ12ရက်နေ့ကတာယာရီခိုင်အုပ်ချုပ်ရေးမှုရုံးမှာမိဘတွေကိုအာဏာပိုင်တွေကပြန်အပ်ခဲ့ပါတယ်။တရင်30နဲ့17ကရဲတပ်ဖွဲ့ရဲ့ရုံးမှာရိုင်းစိုက်မှုတွေကိုပြန်လွတ်လာသူတွေကဘာတွေပြောပြခဲ့သလဲ။ကျောင်းသားတွေကိုမထနိုင်အောင်ရဲတွေကဝိုင်းရိုက်ခဲ့သလိုရဲတရင်30နဲ့17ကအာဏာပိုင်တွေဟာရိုင်းစိုက်တဲ့စကလုံးတွေနဲ့ကျောင်းသားကျောင်းသူတွေကိုပြောဆိုခဲ့ပြီး ဒီရဲတွေကသူတို့ဟာအကျန်းဖက်ကပြောင်းလာတာဆိုတဲ့ပြောဆိုသံတွေကြားခဲ့ရတယ်လို့ရတနာဘုံတက္ကသိုလ်ကျောင်းသူမခိုင်စင်တက်ကပြောပါတယ်။တို့တို့ခေါင်းကြီးကျောင်းကနေအချုပ်ကားတွေကိုတို့ကဘေးပက်ပက်လေးအနေပြီးတော့တန်းစီပြီးတော့ပါအဲ့ဒီကနေလျှောက်ခိုင်းပြီးတော့အပုံအုံးတာနံပါတ်တုပ်လေးကျွန်တော်တို့ကျောင်းသားရဲ့အကုန်ခံရရဲတွေကတော့တော်တော်မကြိုက်နဲ့သူတို့ပြောရတော့အကျန်းဖက်ကနေကျောင်းလာတဲ့လူတွေကိုပြောတာပဲသူတို့ချင်းချင်းပြောတာတက်ရင်းတစ်ဆယ်နဲ့ဆက်ဖြစ်ပြန်လွတ်လာတဲ့ကျောင်းသား18ယောက်ဟာပုံမှန်18ကိုခံဝန်ကြီးရေးထိုးပြီးမှ လွှတ်ပေးခံခဲ့ရတာဖြစ်ပြီးမိဘတွေစိတ်ချမ်းသာစေခြင်းလို့လွတ်လာသူတွေကလက်မှတ်ထိုးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့အချိန်မှာရဲတပ်ဖွဲ့ဝင်တွေရဲ့လူမဆန်တဲ့ရိုက်နှက်မှုကြောင့်ចောင်းသား၁၀ယောက်လောက်သွေးအလူလူနဲ့ထောင်ဆေးရုံမှာရှိနေစေဖြစ်တယ်လို့ပြောကြပါတယ်။ចောင်းသားတွေကငင်းငင်းချမ်းချမ်းပဲအဖမ်းခံခဲ့ပေမဲ့အာနာပိုင်တွေကအညှို့နဲ့ရိုက်တာကြောင့်ရဲတွေမှားတယ်လို့ဟင်းဒရာနီးပညာတက္ကသိုလ်က မောင်ဆန်းလင်းထိုက်ကဆိုပါတယ်။ ဖြစ်သွားတဲ့ကိစ္စကတော့ကျွန်တော်တို့ဘက်ကတော့မားတာတော့မဟုတ်ဘူးဗျာသူတို့ဘက်ကအရင်ဆုံးစပြီးတော့စလုပ်တာဗျာကျွန်တော်တို့ကလည်းအေးစင်ငင်းရံဘက်ကလည်းပြီးတော့ဒါပေမဲ့သူတို့တွေကကျွန်တော်တို့ကိုဂျိုင်းနေတယ်ပြီလားသူတို့တွေကအညိုးတွေနဲ့ကျွန်တော်တို့ဂျိုင်းနေကြတယ်ပို့ဆိုရှေ့ရောတယ်လို့လည်းရောက်သွားတယ်တိခရဲဖြစ်တဲ့ကကျောင်းဆရာသူတို့ဘက်ကကြည့်ရင်လည်းကျွန်တော်တို့ဘက်ကလွန်တာပေါ့ဗျကျွန်တော်တို့ဘက်ကကြည့်ရင်သူတို့ကလွန်ဒါပေမဲ့သူတို့ကပို့လို့လည်းတော့ကျွန်တော်ထင်ပါကျွန်တော်တို့ကသူကအရင်ဆုံးဂျိုင်းနေတယ်ခံရတယ်ဟုတ်လူကိုထိခိုက်တာထက်ကျောင်းသားသမဂ္ဂရဲ့ခေါတောင်းအလံကိုဖျက်ဆီးပစ်တာပို့ပြီးမကျေနပ်ဘူးလို့ပြောသူက မက်ဂျီမူမူအောင်မှာအဖက်အမိတ်များပဲရိုက်နှက်ခဲ့တဲ့ရဲတွေကိုလုံးဝမကျေနပ်ဘူးလို့လည်းသူကဆိုပါတယ်ညီမမကြည့်နေတာကခင်ညီမတို့ဒေါအောင်လံကိုဖျက်ဆီးရညီမတို့ကမကြည့်နေဘူးသူတို့ညီမတို့စားရဲကပြောပြတာညီမတို့ကိုအကြိုက်တယ်လို့လုပ်လို့ရတယ်ဒေါအောင်လံကိုမဖျက်ဆီးနဲ့လို့ပြောတာကိုရှာအောင်ကြောင်းလက်ထိဝင်ပြီးဖျက်ဆီးတယ်အဲ့ဒီအပေါ်တွေညီမတို့မကြည့်နေဘူးပြည်သူရဲတပ်ဖွဲ့လို့ပြောတယ်ပြည်သူအကာအကွယ်ပေးမယ်လို့ပြောတယ်အဲ့လိုမျိုးတွေလုပ်နေညီမတို့မကြည့်နေဘူးနိုင်ငံတော်လူကြီးတွေပြောတယ်ညီမတို့အဲ့လိုမျိုးမလုပ်ဘူးလူကြီးတွေတားလို့ရတယ်သူတို့အထောက်အမိတ်မရဘဲနဲ့ညီမတို့ကိုရိုက်တယ်အဲ့ဒါတွေကိုညီမတို့မကြည့်နေဘူးကျောင်းသားတွေတောင်းဆိုမှု ပညာရေးဥပဒေပြောင်းလဲခဲ့ရင်ပြည်သူတွေအားလုံးခံစားရမှာဖြစ်တာကြောင့်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာမိဘတွေကိုစားကျောင်းသားတွေကိုစောင့်ရှောက်ခဲ့ကြတဲ့လဗရန်ဒေသခံတွေကိုအယံကျေးဇူးတင်တယ်လို့ဆိုလာသူကမောင်ကျော်စင်တန့်ရဲ့ဖခင်မှာကျွန်တော်သားသမီးတွေကိုသားသမီးကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲငါသာမင်းဖြစ်ခဲ့လို့ရှင်မင်းလိုပဲခံစားရမှာပါဆိုနဲ့စာနာစိတ်နဲ့အရာရာကိုကိုကျင့်စားခဲ့ပြီးကုညီခဲ့တဲ့ရက်ကွက်သူရက်ကွက်သားများကိုအထူးကျေးဇူးတင် ်ဘယ်အဲ့နေရာမှာကျွန်တော်မိဘတွေရှိခဲ့လို့ကျွန်တော်ခံစားရမှာဒီဒီပွင့်နေလို့ရရတယ်အကုန်လုံးကခံစားရမှာပါ